မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလူသေးဆုံးမှုနဲ့အပျက်စီးများပြားခဲ့တဲ့သခိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး15ရက်အကြာမှာငလျင်တန်းကြောင့်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထီထီရောက်ရောက်ကူညီမှုတွေမပေးနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာသူ့မိသားစုဝင်အားလုံးနဲ့အတူတောင်ကြီးမြို့ကရွှေဖုံးပွင့်ဇေဒီမှာရေရေသွားချီပြီးထီတော်တင်နေပြန်နေဆိုပါတယ် မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကစကိုင်းတိုင်းမှာရှိတဲ့ကောလင်းမြို့နယ်ရှော့ပီကုန်းကျေးရွာကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်စစ်ဘေးရှောင်မြို့သမီးနှစ်ဦးသေဆုံးခဲ့ရပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံမှာလူသေးဆုံးမှုနဲ့အပျက်စီးများပြားခဲ့တဲ့သကိုင်းငလင်ကြီးလှုပ်ခတ်မှုအပြီး15ရက်အကြာမှာငလင်တန်ကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေမပေးနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာသူ့မိသားစုဝင်အားလုံးနဲ့အတူတောင်ကြီးမြို့ကရွှေဘုံပွင့်ဇေဒီမှာရေတရာသွားချေပြီးထိတော်တင်နေပြန်တယ်လို့ရန်ကုန်ခေတ်တည်းရဲ့သတင်းရင်းမြစ်ကပြောပါတယ်။တစ်ဖက်မှာတော့ပြည်သူတွေဟာငလင်တန်ကြောင့်ပျက်စီးသွားတဲ့အိုးအိမ်တိုက်တာတွေအခုချိန်ထိပျို့ချလူဆဲဆဲအဆောက်အဦတွေကိုရှင်းလင်းမှုမလုပ်နိုင်သေးတာတွေအပြင် တချို့နေရာတွေမှာဆိုအခုချိန်ထိတိုက်ပြိုတိုက်ပြက်ကြတိတ်ဆုံးသွားတဲ့သူတွေရဲ့ရုပ်လောင်းတွေကိုမထုတ်နိုင်သေးတာတွေဟာသူတို့စစ်တပ်လက်အောက်ခံနေပြီးတော့ဝန်ထမ်းအင်အားတွေမှာပါဒုနဲ့ဒေးကိုရှိနေတဲ့အချိန်အကြမ်းဖက်မဲအောင်လိုင်းကတော့ပုံစံမျိုးစုံနဲ့ရဲရဲချေတာတွေသာလုပ်နေရမှာဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲမဲအောင်လိုင်းဟာသူ့မိမချူချူလက်အပါဝင်သူ့ရဲ့သားအောင်ပြေဆုံးတမိဖြစ်သူခင်သီရိတမွန်တို့နဲ့မိသားစုတွေကိုပါခေါ်သွားပြီးတောင်ကြီးမြို့ကရွှေဖုံးပွင့်ဇေဒီမှာရဲရဲချေထီတော်တင်တာတွေတွားလုံနေပြန်တယ်ဆိုပါတယ် အဲ့ဒီတောင်ကြီးမြို့ရွှေဖုံးပွင့်ဇေဒီထီတော်တင်ရတရားခြေတဲ့အချိန် ကမ်ဘောဇာဘန်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းဆိုသူပါပါဝင်ခဲ့တယ်လို့လဲစစ်ကောင်စီကိုတိုင်းကဓာတ်ပုံတွင်တဲ့တကွသတင်းထုတ်ပြန်ထားပါသေးတယ်။တစ်ဖက်မှာလည်းအချက်ဖက်မင်းအွန်လိုင်းဟာတူလာအောက်ခံတာတာရေးဝင်းကြီးနဲ့ဗိုလ်ချုပ်တစုကိုကြောက်စဲရွှေတိန်အောင်ဇေဒီမှာငှက်ပြောသည့်108ဖီးနဲ့ရဲရဲချေတာတွေလုတ်ခိုင်းခဲ့တဲ့အပြင်တစ်ဖက်မှာလည်းတူလာအောက်ခံဝင်းကြီးဌာနရုံတွေတရင်တပ်ဖွဲ့တွေအပါအဝင်မြို့နယ်ရက်ကွက်တွေမှာပါဧပြီလ၈ရက်နေ့ကနေ၁၆ရက်နေ့အထိရေရနာတုတ်ကိုည9နာရီတိုင်း၉ရက်၉ချိန်ရွတ်ရမယ်ဆိုပြီးတော့လဲညွှန်ကြားထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကစကိုင်းတိုင်းမှာရှိတဲ့ကောလင်းမြို့နယ်ရှော့ပကုန်းချေရွာကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်စစ်ဘေးရှောင်းအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရပြန်တယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါရတယ်။လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေဟာဆိုရင်ပူပန်မှုတွေနဲ့စာဝင်နေရေးအခက်ခဲတွေပါကြုံပြီးဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကောလင်းမြို့နယ်ရှော်ပီကုန်းဂျေးရွာကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားပြန်တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေချောင်းတက်ခိုက်မှုကြောင့်အသက်56နှစ်အရွယ်ဒေါ်ဝင်းကြည်နဲ့အသက်40အရွယ်စစ်ဘေးရှောင်အမျိုးသမီး2ဦးတို့တိတ်ဆုံးခဲ့ရပြီးနေအိမ်တွေလည်းမိအောင်ပျက်စီးထားတယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိမှာငလင်းနန်းကြောင့်ပြည်သူတွေအတိတ်တုတ်ကရောက်နေတဲ့အချိန်ကူညီမှုတွေကိုထိထိရောက်ရောက်မလုံနိုင်တဲ့စစ်ကောင်စီတက်ဟာတစ်ဖက်မှာတော့လေချောင်းတက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေကိုအဆက်မပြတ်လှုပ်ဆောင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တစ်ဆက်ထင်းပါပဲငလီနိုင်ငံအောင်အတီတကရောက်နေတဲ့ပြည်သူတွေကိုတိတိယောက်ယောက်မကူညီနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်မိုးညင်းမြို့နယ်ကနတ်မိုးမြို့အနီးကိုစစ်ကြောင်းထိုးလာပြန်တဲ့အတွက် KIP တဲ့ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုန်းလိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးကတော့နေရာမှာတင်ပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကလက်နက် KN တွေကိုပါတင်းစီရရှိထားပြန်တယ်လို့ KIA စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကချင်ပြည်နယ်မွန်းညင်းမြို့နယ်ကနတ်မွန်းမြို့အနီးကိုအကြံဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံရှမ်းပြည် SNA တပ်ကစစ်ကြောင်းထိုးလာပြန်တယ်ဆိုပါတယ်။အဲ့ဒီချိန် KNB တဲ့ပူပေါင်းတပ်တွေကလမ်းကနေကြပြတ်တိုက်ခိုက်ချေမှုမှုအတွေ့ဇေကောင်စီဘက်က၅ဦးကတော့နေရာမှာတင်ပွင့်ချင်းပြည်တွေကိုတိတ်ကုန်ကြပြီ။အဲ့ဒီစစ်သားမပါအလောင်းနေစီကနေလက်နက်ခဲယမ်းတွေကိုပါတော်လိုင်းတပ်တွေကတင်စီရရှိခဲ့ပြန်တယ်လို့စေကောင်စီတက်စစ်ကြောင်းကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ KIA စီရင်တရင်ရှင်မိကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ပဲခူးတိုင်းကျောက်ကမြို့နယ်ပဲနွယ်ကုန်းနတ်တန်ကွင်းလမ်းပိုင်းမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကနေစစ်မှုရန်တသားတအူဟာလက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ပဲခူးခိုင်ပီဒီအမှတ်နှစ်တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ဧပြီလ9ရက်နေ့ကပဲပဲခူးတိုင်းကျောက်ကမြို့နယ်ပဲနွယ်ကုန်းနတ်တန်ကွင်းလမ်းပိုင်းကအကြံဖက်စစ်ကောင်စီတပ်စခန်းကိုအပုတ်ခံထားရတဲ့စစ်မှုရန်အပတ်စဉ်9တသားတအူဟာ သူကင်ဆောင်တဲ့လက်နဲ့နဲ့အတူဘကိုးခိုင်ပီဒီအမှတ်နဲ့တရင်စီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါလေအဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုတော်လိုင်းကြီးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေနဲ့ချင်းမြင့်ပေးထားသလို CDM လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကိုလည်းဆောင်ရွက်ပေးထားပါတယ်လို့ဘကိုးခိုင်ပီဒီအမှတ်နဲ့တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ โอเคถ้าเกิดยองคิติกอ่ะนี่ดีเกณฑ์นี้แหละกินตรีนี่กูเตะสปิกิราวะชื่อไปเกะด้วย okay.